အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုဒီဇာပေမှာကတော့ဘာယာနတိတထေးသမီးဆိုရဲပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်။ရှိရခါကပါရဏတိပြီးမှပြမရက်မင်းကြီးမင်းပြုစဉ်ဖရာလောင်ဟာရတရဟန်ပြု၍ဇန်သမတ်ပတ်နယ်ပြည်စုံလျက်ခင်းကမျက်နှာမှရှိရเจ้าမှာတရင်သုံးလျက်ရှိခဲ့တယ် ဘာယာနဒီတဲ့ကြီးရဲ့တမီဟာလွန်စွာမှပင်ခက်ထန်ကြမ်းကြုတ်တယ်။ကျော်နှုတ်ကိုဆဲရေးတိုင်းထွာခြင်းအခြားသူတို့အားလည်းစော်ကားခြင်းစသောအမှုတို့ကိုပြုသဖြင့်လူအများတို့လည်းမုံရှာယွန်ရှာကြ၏။တနေ့မှာတော့မြို့သူမြို့သားတို့ဟာတထဲသမီးကိုခေါ်ပြီးတော့ခင်းကမျက်နှာရေကစားကြစဉ်မိုးတဲထန်စွာ ရွာပါလေရော။ နေဝင်ချင်းလေပြင်းတဲထန်စွာတိုက်ခတ်တာကြောင့်တထေသမီးနဲ့တူပါလာတဲ့သူတွေဟာတထေသမီးကိုရိုးရှာမုန်းတီးတဲ့စိတ်အခမ်းကြောင့်ပြစ်ထားခဲ့ကြပြီးတော့ပြန်သွားကြတာပေါ့တထေသမီးဟာဂင်းကမြေအကျွဲမှာမျောပါသွားလျက်ငိုကြွေးမိတန်းရင်တကောင်အချိန်မှာဖယားလောင်းရသိရဲ့ကျောင်းသင်ကန်းဒီကိုရောက်လာခဲ့တယ်။ရသေးကထုံငိုကြွေးတန်းကိုကြားလျက်ကဲဆယ်ဖို့အတွက်မီးထွန်းညီပြီးတော့မြေကန်းနာကိုဆင်းလာခဲ့တယ်။ ။မြေရေကိုဖျက်ကူးလည်းရန်နှင်မွေး၍နေရှာတဲ့တထေးသမီးကိုကဲတင်ကချောင်းကိုဆောင်းကျင်၍အဝေစားတို့နဲ့ပြုစုတွင်ဝေးဆောက်ရှောက်ထားခဲ့တယ်။တထေးသမီးဟာရသေးကိုကီလေသာစိတ်နဲ့ဆွဲလိုက်လေရကမိမတို့ရဲ့မာယာနဲ့ရသေးရဲ့အကျင့်တီလာကိုဖျက်ဆီးပြီးလူဝတ်လဲပြီးတော့ရတက်ရောင်ရည်အသက်မွေးကြတာပုံရွာသားတို့ကသူတို့ကိုရွာတွင်းမှာနေခွင့်မပေးကြဘဲတကားဝမှာသာထားကြတယ် တညာတော်ခါမှာတော့ခိုးသားဓမြအဖွဲ့ဟာထိုရွာကိုဝင်ရောက်လူရက်တိုက်ခတ်ပြီးလူအများကိုခေါ်ဆောင်သွားရာတတိသမီးကိုမြင်တဲ့တကိုကြီးကချစ်ခင်နှစ်သက်သွားတာကြောင့်မယားဖြစ်နေခေါ်ယူထားလိုက်တယ်။တကိုကြီးထံမှာချမ်းသာစွာနေရတဲ့တတိသမီးဟာဖယားလောင်းလာ၍ခေါ်ယူမိကိုကြောက်ရွံ့နာကြောင့်ဖယားလောင်းကိုမိမတို့ရဲ့ပြည်ရည်နဲ့ခေါ်ယူကခိုးသားကြီးနဲ့တွေ့ဆုံပြီးတော့တပ်ပုတ်ခိုင်းနေ။ ဖယားလောင်ကမိန်းမတို့ရဲ့အပြစ်များကိုဖော်ပြလျက်တုံဆောင်ခဲ့ရပုံကိုပြန်လဲပြောပြတဲ့အခါခိုးတကြီးလည်းနောင်နာစိတ်တွေပေါ်လာပြီးဤမိန်းမဟာကျေးဇူးရှင်ကိုတော့မှပြစ်မှတဲ့ဤရုံမာလွန်စွာတကားလို့တွေးမိပြီးတောဦးအတွင်ကိုခေါ်ခဲ့လျက်ဖယားလောင်အားဓားဖြင့်ခုတ်ခံပြုကတတိသမီးအားဓားဖြင့်ပိုင်ဖျက်လိုက်တော်တယ်ဖယားလောင်တဲ့ခိုးတကြီးတို့ဟာကမ္မပုံတရား၌မြားစွာတံဝေးကရလျက်ယဟန်ပြူကြပြီးလျင်တောချမ်းကိုထွက်ခဲ့ကြတယ် ထို့တော်ကြောင့်မှတရားဘာဝနာကိုချမ်းသာစွာအားထုတ်ကြတာကြောင့်ဒေလုံးတဲ့အခါဗြမပီကို ရောက်သွားကြပါတော့တဲ့ကွယ်အခုတင်ဆက်ပေးမှာကတော့ချိန်မဲလက်မဲနေရွက်မဲဆိုရဲပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်မွားနကွေကြီးဖုတ်ဖုတ်ဟာလက်လိုက်တာလက်ဆက်သက်တော့မကြီးငုတ်တူကိုသူကစိတ်ဆိုးသွားပြီးတော့ပစိုးစားကိုဆွဲဖြုတ်လိုက်တယ်တော်တော်နဲ့ကျွတ်ပါမလားတာကြောင့်မကြီးငုတ်တူကိုဖဏောင်းနေပေါက်လိုက်တယ် အရင်နောက်မှစောင့်ဆွဲပြုတ်ပြီးတော့ထွက်သွားတာပုံမကြီးငုတ်တို့ကအင်းဒီကောင်တော့ဒီလောက်ဒေါ်လာကြီးရာမွေကြီးတွေကစုံမတော့မှာပဲလို့ခက်တိုးတိုးလေးပြောရင်းမကြခင်မှာပဲဘလွတ်သေးရှိကကြောက်တုံးတုံးပေါ်မှာအဖိုးအကြီးတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။သူကစပင်းမျက်ခုံးနှက်ခမ်းမွေမုတ်စိမ်မွေတွေပါဆွတ်ဆွဖြူနေတယ်။လက်ကန်ကြီးတွေကအလွန်ရှည်တယ် ကြောက်တုံးပေါ်မှာစောင်းကြောင်ထိုင်နေရကပင်လက်တံကြီးများကမြေကြီးပေါ်ကမြက်တွေကိုနှုတ်နေနိုင်နေ။ဘလုတ်တဲကလက်တံရှိအဖိုးကြီးကိုတချမ်းမြသာကြည့်ပြီးသူ့ဇောနဲ့သူခတ်တုတ်တုတ်ဖြစ်သွားတာပေါ့။ဟေးဟေးကောင်နေစားမအောင်။အတန်ထွက်လာတာကြောင့်ဘလုတ်တဲလှည့်ကြည့်လိုက်တယ်။အော်လူကိုဟာလူပေါ့ကွာမင်းမှမင်းဖေထားကြီးသေးရဲ့။တိပါဘူးကြောက်ကမြောက်မှတ်လို့ မင်းအဖေထက်ကြီးပါတယ်ဆိုတာတော့မှမြောက်မှတ်နေရဲဆိုရင်မင်းအဖေကတော့မြောက်ပဲလားကွာဟေးဘလို့တဲ့ဒေါသထွက်သွားတာကြောင့်မျက်နှာကြီးညင်းမြန်းသွားတယ်ကျုပ်အဖေကလူပြခမားလို့စက်တည်ရင်မရှိရဲရုပ်ကြီးမဟုတ်ဘူးနေစမ်းပါဗျာကျုပ်အချိန်မရှိလို့တော့မဟုတ်ရင်နပန်းကင်ပြလိုက်လို့ခမားကြီးမျိုးမျိုးလေးဂျန်နေမှာဘလို့တဲ့ကဆောင်းဆောင်းနဲ့ခြေတန်းပြင်းပြင်းနေပြီးထွက်သွားတယ်အဖိုးကြီးတယောက်တည်းကြံရည်တဲ့ခါမှာရီမောနေမိရပုံဟိ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  ီကောင်ကမြင်ရငါ့ကိုနဗန်းကင်မလို့တဲ့တဲငါကငဖဲ့တီတေပြက်လိုက်ရတိတိညက်ကြေးသွားမယ်ဟိ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 ညာမကြခင်ဘလွတ်တဲ့ဟာလှိုင်ကောင်းကြီးရှိရာကိုရောက်သွားလေတယ်ပထမအခန်းကိုဝင်လိုက်မိတာနဲ့တပြိုင်တည်းမွေကြီးကခေါင်းထောင်ကြည့်တယ်သူရဲ့မျက်နှာကရှောက်မဲ့နေရပေါ်ဖေးဝင်လာတာဘယ်သူလဲကွာဘလွတ်ငါမင်းကမဖြေပဲနဲ့ဘာဖြစ်လို့ရေထဲကိုခဲပြစ်ချနေရတာလဲဖြေနေတာပဲဗျကြောက်နေမယ်ဘလွတ် ဟဲမင်းဟာလူနမဲမဟုတ်ရဲ့လားကွာလူနမဲမဟုတ်လို့ဘလို့ဖြစ်နေတာပေါ့ခွေးနမဲဆိုရင် အောင်နဲ့တို့ဂုတ်ကြားတို့ဖြစ်နေမှာပေါ့ကြောင်နမဲဆိုရင်လဲတိုးရွှေတို့ပူစီတို့တော်စမ်းမှာငါနမဲကောမင်းသိလားကြံကြံဖန်ဖန်မွေမှာနမဲရှိပါမလားဟေးငါကရိုးရိုးမွေမဟုတ်ဘူးကွာဒါဖြင့်တိုက်မွေပေါ့မင်းနဲ့ငါနဲ့စကားအပြောမတည့်ဘူးကဲငါလိုချင်တာပြောမယ် ငါလိုချင်တာရရင်အဆုံးဆုံးကအခန်းထဲမှာငါပိုင်တဲ့ငွေဦးကိုယူခမည်းကဘာကိုလိုချင်တာလဲငါဝမ်းချုပ်နေရတပတ်ရှိပြီဒါဖြင့်မကြီးမဲကိုစားကလေးနဲ့တည့်ပြီးစားပါလားဟဲ့ကောငါမွေးကွာရှွတ်ရှွတ်ရှက်ရှက်မကြီးသေးရပါရီစားပါမလားထိုအခါဘလုတ်တဲကစိတ်ကူးပေါက်သွားတာကြောင့်ဂူပြင်းကိုပြန်ထလာခဲ့တယ်မနီးမဝေးမှတွေ့တဲ့ဖားသေးကလေးတစ်ကောင်တည်းကိုဝမ်းနှုတ်စေးတွေတွင်းပြီးမွေးကြီးကိုလာပြန်ကြည့် မွေကြီးကဖားကိုမျက်နှာနဲ့တပြိုင်နက်မျက်နှာပိုပြီးတော့ရှုံသွားတာပေါ့တဲဒီကောင်ငါ့ကိုဖားပုတ်ကြီးလာကြည့်ရအစာအစိတ်ဖြစ်ပြီးမြင်းမြန်တရားလို့တာကဲမင်းကိုစုံးမမဖြစ်တော့မင်းမွေကြီးကပါဇက်ထဲကအခိုးငွေတွေကိုမှုတ်ထုတ်လိုက်တဲ့အခါအခိုးငွေတွေကဘလွတ်တွေကိုထီရနဲ့တပြိုင်နက်ဘလွတ်တွေမြင်းမြင်းပေါ်ကိုပလက်လန်းလဲကြကဆန့်ဆန့်ကြီးဖြစ်သွားလေတယ်ဘလွတ်ထွက်သွားတာတပတ်ခန့်ကြာပြီးဖြစ်တာကြောင့်သူ့ရဲ့ညီရတ္တာက ဘရင်ကြီးထံကဝင်း900ထောက်ကရိတ်ခပစ္စည်းဝယ်ပြီးလိုက်လာခဲ့ပြန်နေ။များမကြခင်မှာပဲသူလဲပစိုးစားနဲ့မကြီးငုတ်တော့ညီပြန်နေ။ရှေကိုဇောနဲ့သွားနေချင်းဖြစ်၍လုံကြီးကတုံတနေကော့လန်းသွားတာပုံ။ခရစ်တာကဟဲလက်ဆက်သက်တော့မကြီးငုတ်တော့ကို ဆိုပြီးပစိုးစားကိုအသာဆွဲဖြုတ်လိုက်တယ်။ဖြုတ်ရမရထိုအခါစိတ်တူလာတယ်။အေးတယ်ဖြုတ်တော့ကလည်းမရသေးဘူး။တဲခွကြပါလား။ ထို့သောသူဟာမကြီးငုတ်တို့ကိုဒုက္ခမပေးဘဲထိုင်ရေးဖြုတ်တယ်။ထိုအခါမှာပြုတ်ထွက်လာ၏။ဟေ့မင်းကဘယ်သားမလို့လဲ။အလိုမကြီးငုတ်တို့ကစကားပြောသလား။ကျွန်တော်ကမွေကြီးသုံးကောင်စီသွားမလို့။အော်ချင်းမဲ့နတ်မဲ့နရွက်မဲ့တို့စီသွားမှာကို။အဲ့ဒါဘာလဲဗျ။မွေကြီးတွေရဲ့နာမည်လေတကောင်ကချင်းမဲ့တဲ့တကောင်ကလက်မဲ့နောက်ဆုံးတကောင်ကနရွက်မဲ့တဲ့။ချင်းမဲ့ကငွေအိုးပိုင်းနဲ့လက်မဲ့ကရွှေအိုးပိုင်းနဲ့ နေရွက်မဲ့ကစင်းအိုးပိုင်နေဟုတ်ကဲ့ကျွန်တော်သွားတော့မယ်နေပါအောင်ကွာငါ့ကိုရေလောင်းပေးခဲ့ပါဟာမအားဘူးဗျပြန်လာမှလောင်းမယ်မင်းပြန်လာတဲ့ခါငါကရှင်နေအောင်မှာကိုကွာမတက်နိုင်ဘူးဗျကြောက်အေးကြီးနေရဲ့မင်းအကိုဘလွတ်တော့ခြေမဲ့ကိုဖားပုတ်ကျင်းပြီလို့ဆန့်နေတယ်။အိုးကျွန်တော်ရောက်ရင်ခြေမဲ့ရောလက်မဲ့ရောနရွက်မဲ့ကိုအားလုံးဆန့်သွားမယ် သူထွက်သွားတဲ့အခါမကြီးငုတ်တို့ကမဲလိုက်တယ်။အေးလေမွေတွေကခွေနေရတော့မြောင်းလိုဆက်အောင်ဆက်ငင်ဆက်မှာပေါ့။တဖန်ရတာကလက်တန်းရှိအဖူအနာကိုရောက်ပြန်တယ်။ဟေးဟေးနေပါဦးကွာ။ဟာမြောင်းဝင်ကြည့်ပါလား။လာပြန်ပြီနောက်တကောင်။ရတာကနောက်ကိုလှည့်ကြည့်လိုက်တယ်။လက်တန်းရှိအဖူကြီးကမျက်နှာရှုံ့မဲသွားတယ်။အာသူ့ပြောလို့လဲပြောမှမသိပါလား။ ငါသမင်းစာနေလေကွာမင်းမှာသမင်းပါရင်ကျွေးခဲ့စမ်းအตาနေစမ်းပါဗျာကြောက်သွားစရာရှိသေးတယ်ရူတာကချက်ချင်းပဲစကားကိုဖြတ်၍စောင်းစောင်းနဲ့ထွက်သွားတာပေါ့သူထွက်သွားတဲ့အခါအဖိုးကရီမောလိုက်မိတယ်ဟိဟိဟိနောက်တစ်ကောင်လဲစန့်ကျင်အောင်တော့မယ်မကြခင်မှာပဲရူတာကမွေနကားကြီးချိန်မဲ့ထံကိုရောက်ရှိလာတယ်ချိန်မဲ့ကဦးခန်းကိုထောင်ကြည့်လိုက်ပြီးဟေ့ဘယ်သူလဲကွာရူတာဘာရေရပီတနေရတာလဲ ရတာဆိုတာကျွန်တော်နာမည်ပါ။အော်လူတော်ဝါတွေဟာနာမည်တွေကိုရွေးတဲ့နေရာမှာလဲတော်တော်လေးအုံနောက်ပင်ပန်းခံပါလားနော်။ဒါထက်ငါနာမည်ကဘာလဲကွာ။ချေမရှိလေ။ချေမဲ့ပါကွာ။မင်းကငွေအိုးနဲ့တော့နှီးစက်တဲ့။ဟေ့ငါဝင်းချုပ်လို့ဒုက္ခရောက်နေတယ်။ချိုကခါရတာကဂူပြင်းကိုထွက်ဖားလေးတကောင်ကိုတက်ခါဝမ်းနုံစီထည့်ရွေးကြည့်လိုက်တယ်။ချေမဲဟာဖားလလက်ဆက်ကိုစားရတာကြောင့်ရွတ်တကိုအတွင်းခန်းကိုလွှတ်လိုက်တယ် ရတာကအတွင်ကမှနောက်မွေကြီးတကောင်ကိုတွေ့ရပြန်တာပေါ့ဟေးဘသူလဲကွာဟေးဘသူမှလဲမလဲဘူးကွာလဲမကွာဘူးလုံလိုက်ရမင်းနာမည်ကိုမေးတာရတာအတော့မကြတဲ့နာမည်ပဲကဲငါခိုင်းတာလှုပ်ဆန်းကွာအဆုံးဆုံးခံကရွှေအိုးရမယ်ဘာလုပ်ပေးရမလဲငါညောင်းတော့လို့အညောင်းမြေအောင်လှုပ်ဆန်းထိုအခါရတာကပါလာတဲ့ဒုတ်တွေနဲ့မွေကြီးရဲ့တကူလုံးကိုရှောက်ရိုက်တယ် ကြုံလုံးကြုံခိုင်းအသေးသလိုက်နိုင်ရင်လည်းကောင်းမယ်လို့ကြံပြီးနေငံရိုက်တဲ့အခါမွေကြီးကစိတ်ဆိုးပြီးအငွေတွေနဲ့မှုပါလေရောအငွေတွေကရူတာကိုချီရတဲ့ပြိုင်နဲ့ရူတာဟာမြေပြင်ပေါ်ကိုပလက်လန်လေးကြပြီးတော့ဆန့်နေတော့တာပေါ့ရူတာထွက်သွားလို့တပတ်ခန့်ကြားတဲ့အခါမှာပိန်းတုံးကလိုက်လာပြန်နေနောက်ဆုံးသူလည်းမကြီးငုတ်တုံနဲ့ပစိုးစာညီပြန်နေဟဲ့ဘသူကနောက်ကဆွဲထားရတာတော့ပြောပြောဆိုဆိုနဲ့လှည့်ကြည့်လိုက်တော့မကြီးငုတ်တုံကိုတွေ့ရတာပေါ့ ဒါကြောင့်သူကဒူးထောက်ထိုင်ပြီးတော့အသာအရာဖြုတ်ဆွဲလိုက်တယ်။ဟေ့ငါ့ကိုရေလောင်းပေးစမ်းပါ။ဟာကြုတ်သွားစရာရှိသေးတယ်ဗျ။ငါတိပါတယ်ခြေမဲ့လက်မဲ့နရွက်မဲ့တို့စီသွားမလို့မလား။ရွှေဦးငွေဦးနဲ့ဆေးဦးကိုစောင့်နေကောင်းကြီးတွေလေ။မင်းတို့စီမရောက်ခင်လက်တန်ရှိအဖိုးကိုလည်းတွေ့မယ်။ဟုတ်ကဲ့အခုလိုပြောတာကျေးဇူးတင်ပါတယ်။เออตื้อยินตูค้านน่ะเรลุบไปตูก็มวยจี้ฤเยอภีกว่าถ้าแท้ง่าโกยีล้างไปแกซันกว่า ကြာနေမဲဗျပြန်မလောင်းမဲမင်းကပြန်နိုင်အောင်မကိုကဘလွတ်ကခြေမဲကိုဖားပုတ်ကျွေးပြီးလို့ဆက်နေပြီရွတ်တာကလက်မဲကိုဒုတ်နဲ့ရိုက်ညောင်းလို့အညောင်းပြေပြီးတော့ဆက်နေပြီမင်းလည်းဆက်နေမှာပဲပါဇက်ပုတ်ကြီးနဲ့မပြောနဲ့ဗျကျုပ်ကအကြောတတက်လို့အကြောဖြေစေပါတယ်ဗျကဲသွားမယ်အေးပေါ်လေကွာဒီကောင်လည်းဆက်မှာပဲငါတို့တော့ဝတ်မကျွသေးပါဘူးပိန်တုံကခတ်တုတ်တုတ်ထွက်သွားမယ်ဖြစ်တာကြောင့်မကြီးငုတ်တို့ရဲ့ညီညူတန်းကိုကြားမသွားရပါဘူး ဟေးဟေးကနေစမ်းပါအောင်ကွာပိန်တော်ကအတန်လာရကိုလှဲကြည့်လိုက်တယ်ကြောက်တုံးမဲမှာလက်တန်ရှိအဖိုးအိုကထိုင်နေတယ်ကျွန်တော်ကိုခေါ်သလားအေးဒီမှာမင်းမဲရှိတာမင်းကိုမခေါ်လို့မင်းကြီးတော်ကြီးကိုခေါ်ရမှာလားကွာကဲငါထမင်းစားခြင်းနဲ့ထမင်းပိုင်ရင်ကျွေးတယ်ဇန်အဖိုးကြီးကလေးတန်းမမနဲ့ပြောတာကြောင့်ပိန်တော်ကမခံခြင်းစိတ်ဖြစ်ပေါ်လာမိတယ်ဒါကြောင့်ပါလာတဲ့ထမင်းတို့ကိုပြစ်ချပေးပြီးတော့ခရီးဆက်မယ်လို့ပြူတယ်ဟေးအောင်မာ ငါစားပြီးအောင်ဆောင်လက်စေးဖို့ရဲ့ငါတောက်ဖို့ရဲ့ရေခတ်ပေးရအောင်မေချစ်တရီအချိန်မရှိဘူးဗျပျော်ပျော်ဆူဆူနဲ့ပိန်းနှုံးကထွက်သွားခဲ့တယ်ဟိဟိဟိဒီကောင်လေးအမောက်ခံရအောင်မေဟိ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 လက်ပြန်ရှိအဖိုးကတက်ရောက်တဲ့ရီမောရင်နဲ့ကြံ့ရင်ခေတာပေါ့မကြခင်မှာပဲခြေမဲကခေါင်းထောင်ကြည့်ရဲ့ဘာတူလဲကွာပိန်းတုံးမှာဘာရီပိန်းလို့ဘာရီတုံးကုန်တယ်လည်းမသိဘူးရှေးကကောင်နေတော့အဆုံးစုံခံမရောက်လို့ဘာမှမရဘူး မင်းကပိန်တုံးဆိုတော့ပို့ဆိုးမှာပေါ့ကဲငါဝင်းချုံနေပြန်ပြီသူကခါပိန်တုံးကဖားရှင်ကလေးကိုဖမ်းတက်ခါဝမ်းနှုတ်စီထဲပေးလိုက်တယ်အလိုငါထင်တလို့မပိန်တုံးပါလားဒါပေမဲ့သူတစ်ပါးအတက်ကိုတတတော့မင်းတက်ကလည်းဘေးမကင်းတတ်ဘူးပေါ့ကွာကဲဝင်သွားတကယ်လို့အဆုံးဆုံးခန်းရောက်ပြီးပြန်ထွက်နိုင်ရင်တော့ဝင်းအိုးကိုမင်းယူတော့ပေါ့ကွာပိန်တုံးကဆက်ဝင်လာခဲ့တယ်လက်မဲ့နဲ့တွေ့ပြန်နေလာပြန်ပြီလားတယောက် ကျွန်တော်ကပိန်းတုံးမှာပိန်းတုံးမကလို့ကျုံးနှုံကြီးပဲဖြစ်ဖြစ်ငါကခရုံးမဆိုင်ပါဘူးကွာလောလောဆယ်တော့ငါအကြောတက်နေလို့အကြောပြေပေးစမ်းကွာပိန်းတုံးကအတင်ပါလာတဲ့အကြောပြေစီကိုလိမ့်ပေးလိုက်တဲ့အခါလက်မဲ့ကကျဉ်းတ်သွားပြီးတော့ဆက်ဝင်ခွင့်ပေးတယ်ဒီလိုနဲ့ပိန်းတုံးကနရွက်မဲ့အမီရှိတဲ့မွေးနဂါကြီးရဲ့အခန်းကိုရောက်လာခဲ့တယ်ဘသူလဲကွာပိန်းတုံးငါကနမဲကိုမေးတာကျွန်တော်ကလည်းနမဲကိုပဲပြောနေတာပဲလူနမဲကိုမေးတာ တစ်ပင်ဆေးပင်အမေကိုမီးနေတာမဟုတ်ဘူး။အော်ဟုတ်ပါရဲ့လေကျွန်တော်နာမည်ကပိန်းတုံးမှာဟဲဒီကောင်ဆန်းပေတင်နဲ့မှဲ့ထားပြီးတင်နေကဲကွာငါ့အလိုဖြည့်ဆန်းပါခမားကဘာလိုချင်လို့တော့ငါမိန်မလိုချင်နေမွေကလူကိုယူလို့ဖြစ်ပါမလားဟာမွေမကိုပဲလိုချင်တာကွာဒုက္ခပါပဲကျွန်တော်မွေမဖမ်းရဲဘူးဗျလွယ်ပါလေကွာ ဟေးချိန်မဲ့လက်မဲ့နဲ့ရွက်မဲ့အာနာလာသာလာခဲ့အကျုံးမမဲ့ဘူးလို့သုံးခါရွက်ပြီးဖမ်းလာလာခဲ့ပိန်တုံလည်းကိုအပြင်ကိုပြန်ထွက်ပြီးတွေ့ရမွေတကောင်ကိုဖမ်းလာခဲ့တယ်။နေရွက်မဲထံပြန်ရောက်တဲ့အခါဖမ်းယူလာတဲ့မွေကြီးကိုပြစ်ချပေးလိုက်တယ်။ဟဲလုံလိုက်ကွာဒီကြတော့မှပဲနလဘိန်တုံကိုပီတာပါပြီလေ။တခါရဲဇာတိရုပ်ကိုပေါ်လာတာပဲ။နင်ဖမ်းလာတာမွေထီးကြီးကွာမွေထီးကြီး။ဟဲမကရောပိန်တုံကလှည့်ပြေးမယ်လို့အပြု့ ။နေရမဲကအကိုငွေတွေကိုနှင်းမြန်စွာမှုထုတ်လိုက်တာကြောင့်ချက်ချင်းလိုလိုပဲပိန်တုံကမြေပေါ်ကိုပလက်လန်လဲကြပြီးတော့ဆန်သွားခဲ့တယ်။ပိန်တုံထွက်ခွာသွားတာတပတ်ကြာခဲ့ပြီးဖြစ်တာကြောင့်ဖိုးသက်ရှိကမိခင်ကိုကတော့ပြီးမေလှမီကိုနှုတ်ဆက်ကဘယင်ကြီးထံကထောက်ပံ့ငွေ900ကိုယူလို့ခရီးထွက်လာခဲ့ပြန်တယ်။ဖိုတက်ရှိဟာလည်းဘလွတ်တို့ညီကိုနေတူပဲပစိုးစားနဲ့မကြီးငုတ်တို့ကိုညီပြန်နေ။ထို့သောဖိုတက်ရှိကစိတ်တူသူမဟုတ်တာကြောင့်အသာပြန်လှည့်၍ထိုင်နေ ကျွန်တော်သွားစရာရှိနေလို့ပါမကြီးငုတ်တို့ရဲ့ဆွဲမထပါနဲ့ထို့တို့ပြောလိုက်တဲ့အခါပစိုးစားကအလိုလိုပြုတ်သွားလေတယ်မင်းတော်တော်နီးစက်တယ်ကွာစိတ်ကောင်းရှိတယ်လူကြီးမိဘကိုယူသေးတယ်ငါးပါးတီလာမြည်တယ်ကဲဒါထက်ငါ့ကိုရေလောင်းပေးစမ်းကွာဖိုတက်ရှိကမနီးမဝေးကစမ်းချောင်းကလေးထန်းသွား၍ဝါးကြည့်တော့နဲ့ရေသေးကလောင်းပေးတယ်နောက်ထပ်လောင်းပေးရအောင်မလားကျင်းနဲ့ပါပြီကွာရှိကသုံးကောင်တော့စံနေကြပြီမင်းကတော့စံမယ်မထင်ပါဘူး ဒါပေမဲ့တခုတတိထားနော်ရှေ့ဆွတ်သွားရင်ခြေလက်လက်တန်ရှိအဖိုးအုံနဲ့တွေ့လိမ့်မယ်။သူ့ခိုင်းတာလို့ကွာ။သူကခြေမဲလက်မဲနဲ့ရွက်မဲတို့ရဲ့အဖေလေ။အေးလေငါမပြောလဲမင်းကလှုပ်တော့မှာပါ။မင်းကစိတ်ကောင်းရှိရာကိုဟုတ်ကဲ့အခုလိုကျွန်တော်ပေါ်မှာစေတနာထားလို့ကျေးဇူးတင်ပါတယ်ကျွန်တော်သွားလိုက်ပါဦးမယ်နော်ပြန်လာတော့ရေထက်လောင်းပေးပါဦးမယ်မင်းပြန်လာနိုင်ငါ့ကိုတွေးတော့မှာမဟုတ်ပါဘူးငါကလက်တန်ရှိအဖိုးကြီးရဲ့အဖေကွာ လှိုင်းကူကြီးတဲ့ကအိုးတွေမရှိရင်ငါတို့အားလုံးဝတ်ကျုပ်ပြီးကွာဖိုသက်ရှိကခရီးဆက်လာခဲ့တယ်မကြီးငုတ်တို့ကမျက်နှာကြီးရွှင်နေသလိုအခောက်တွေနေရာရွှေကရီမောနေခဲ့တာပေါ့မကြခင်မှာပဲဖိုသက်ရှိကလက်တန်ရှိအဖိုးအိုးနားကိုရောက်လာခဲ့တယ်ဟေးဟဲ့ကောင်နေပါအောင်ကွာဖိုသက်ရှိကခြာခံနဲ့လှည့်ကြည့်လိုက်တယ်ဟင်အဖိုးကျွန်တော်ကိုခေါ်သလားဟေးမင်းကမခေါ်လို့မင်းကြီးတော့ခေါ်ရမှာလားကွာ အဖိုးပါလိုချင်တယ်လဲအမင်းရှိပါကျွန်တော်ကူညီဖို့အသင့်ပါပဲအလေကွယ်ပါဇက်ကတော့တဲချိုတယ်လက်ကပါချိုးသလားတည်ရအောင်မင်းမှထမင်းပိုင်ရင်ကျွေးခဲ့စမ်းဖိုးတဲ့ရှိကစိတ်ရှည်စွာနဲ့ပဲအဖိုးကိုထမင်းပြင်ကျွေးပါတယ်ကျွန်တော်ခရီးစက်နိုင်ပါပြီလားခမညာဘယ်ဖြစ်မလဲကွာဆောင်းအောင်ငါထမင်းစားပြီးရင်ရေခတ်ပေးကြရအောင်မင်းဖိုးတဲ့ရှိကထိုင်ပြီးတော့ဆောင်းနေသူ့စားမဲ့ထမင်းကိုကျွေးလိုက်ရတာကြောင့်အတော်ပင်စားလောင်နေပါတယ် တို့တော့အဖိုးအိုစားပြီးတဲ့အခါသူ့ဝမ်းဟာအလုံးလိုပြစ်ပြီးတော့အားသက်တွေလန်းဆန်းလာခဲ့တယ်။သူကအဖိုးအိုအတွက်ရေများခတ်ပေးပါတယ်။ဟေးငါကထမင်းကိုအလကားမစားပါဘူးကွာ။အဖိုးကပေးပါမယ်။ရော့ဒီရွှွန်ချောက်အလုံးသုံးလုံးယူသွား။မွေနကား၃ကောင်နဲ့တွေ့ရင်အတုံးကြလိမ့်မယ်။လက်တန်းရှိအဖိုးကကွန်တီလုံခန်းရှိရဲ့ရွှွန်ချောက်ကိုလုံးကိုသုံးလုံးပေးလိုက်တာကြောင့်ဖိုးသက်ရှိကကျေးဇူးတင်စွာနဲ့ယူဆောင်လာခဲ့တယ်။ အဖိုးအိုကတော့ကခုံပြီးတော့ကြံရည်ခဲတာပေါ့သူကမကြခင်မှာပဲခြေမဲနဲ့ရင်ဆိုင်ရတယ်ဟေးဘသူတုံးကွာကျွန်တော်ဖိုးသက်ရှိပါနမေကြားရတာစိတ်ချမ်းသာတယ်ကွာငါဝင်းချုပ်ပြန်ပြီကွာအရင်ဝမ်းလို့စီတွေကကြာရှိမခံပါဘူးငါ့ကိုကဲပါဦးထိုအခါဖိုးသက်ရှိရဲ့လက်ထဲကရှုံလုံးတစ်လုံးကခုန်ဆင်းသွားတယ်ချိန်မဲကကောက်ရည်ဟလိုက်ပြီးဖိုးသက်ရှည်ကိုနောက်ခန်းကိုဝင်ခွင့်ပေးတယ်။လာပြန်ပြီလားတယောက်။ကျွန်တော်ကဖိုးသက်ရှည်ပါ အေးငါကလက်မဲกว่าအတော်ပဲငါညောင်းညာနေတကွာထိုအခါဖိုးသက်ရှည်တန်းကနှောက်ရှင်လုံးတစ်လုံးကခုန်ဆင်းသွားပြန်ကလက်မဲရဲ့ကိုပေါ်မှာလူလာခောက်တောင့်လိမ့်နေကြတယ်ဟာခန့်တဲ့ဟိတဲအညောင်းပြေတာပဲကဲအထဲခန်းထဲကိုကြွပြီးတော့ဖိုးသက်ရှည်ကနောက်ဆုံးခန်းကိုဝင်ရောက်ခဲ့တယ်ဘသူလဲกว่าကျွန်တော်ဖိုးသက်ရှည်ပါခမညာအေးအသက်ရှည်အောင်ပါပဲငါကနှရွက်မဲกว่าငါမှနှရွက်မှမရှိရဘူး ဒါထက်ငါမိမလိုချင်နေကွာနေရမဲကအဲ့ဒီလိုပြောလိုက်တာနဲ့တပြိုင်နက်ဖိုတက်ရှိရဲ့လက်ထဲကနောက်ဆုံးရှင်လုံးကခုန်ဆင်းလိုက်တယ်။ထိုရှင်လုံးကမြေကြီးနဲ့ထွေးထွေးလိုက်တဲ့တပြိုင်နက်မွေးတံခေါင်ဖြစ်ကိုပြောင်းလဲသွားတယ်။နေရမဲကလည်းတိတိတသာပဲရှင်မြူးသွားတာပေါ့။ဟာနေတကွာတကယ်ချောတကယ်လားမွေမကလေးလာဧကရီပါလား။ဟာဟာဟာကဲကဲအိုးတုံးလုံးလုံးမောင်းရင်ယူသွားပြီတော့။ဖိုတက်ရှိကလည်းအိုးရီကိုကောက်ယူလိုက်တယ်။ အုံးငယ်ကလေးသုံးလုံးစလုံးသူ့လက်ထဲရောက်တာနဲ့တပြိုင်နက်ကာရတဲ့သေးတံလေးထွက်ပေါ်လာကြကယူနီဝါပြအယောင်ဆုံးမိကုံးငွေတွေနိုင်ကောင်းနှင်းကနဲ့ညင်သာစွာရွေလျားပေါ်ထွက်လာကြတယ်။ခနာအကြာမှာတော့သေးတံလေးနဲ့တူလှပတဲ့ယောင်ဆုံးခုံးငွေတွေပြောက်ွယ်သွားတာနဲ့တပြိုင်နက်ဘလို့ရှစ်တနဲ့ပိန်းလုံးလိုလဲတတိယကထလာကြတာပုံ။ခြေမဲလက်မဲနဲ့နရွက်မဲတို့ကိုတော့လုံးဝမတွေ့ရတော့ပါဘူး။ရှွန်းချောက်အလုံးလေးတွေလည်းမရှိတော့ရပါဘူး။သူတို့လေးယောက်ဟာပြန်လာခဲ့ကြတဲ့အခါ လမ်းမှာလက်သက်ရှည်အဖိုးအိုကို၎င်းမကြီးငုံတို့ကို၎င်းလုံးဝမတွေ့ရတော့ပါဘူးသူတို့ရဲ့နေရာမှာတက်သားမတိုင်လေးတွေနဲ့ကျေးဇူးတင်ပါတယ်ဆိုပဲစာတန်းလေးတွေကိုသာတွေ့ကြရတော့တယ်ရှင်ဘရင်ကြီးကတော့ဈေးကိုရရှိရာကြောင့်ဝမ်းသာစွာနဲ့ပဲမိဖုရားကြီးကိုတိုက်ကြွေးလိုက်တယ်မိဖုရားကြီးလည်းချက်ချင်းပဲဝေဒနာပျောက်ကင်းသွားခဲ့ရတယ်ရှင်မရင်ကြီးကတော့အလွန်ပင်ဝမ်းမြောက်ရှင်လန်းကသူ့ရဲ့ဂရုအတိုင်းပဲဖိုးသက်ရှိကိုအင်းရှင်မင်းသားရတူပေးသနာတော်မူလိုက်တာပေါ့ ဖိုသက်ရှိကတော့လှိုင်ကောင်းကြီးတွေကရခဲ့တဲ့ငွေအိုးနဲ့ရွှေအိုးတို့ကိုဘလို့ရွှေတော်နဲ့ပိန်းနှုံတို့ညီကို၃ယောက်ကိုစေတနာပြုစင်စွာနဲ့ပဲပေးရလိုက်တယ်။ညီကို၃ယောက်ကလည်းအလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်တာကြောင့်ဖိုသက်ရှိကိုသူ့ရဲ့ညီမဖြစ်သူမဲလာမိနဲ့လက်ထပ်ထိမ်များပေးခဲ့တယ်။မြို့သူမြို့သားများမှလည်းသူတို့ခင်မင်းနဲ့ဖိုသက်ရှိတယောက်ကောင်းစားသွားတာကြောင့်ဝမ်းသာမဆုံးတပြုံပြုံနဲ့ကျဉ်တတ်နေကြတာပေါ့။ဖိုသက်ရှိကတော့ခြေမဲ့လက်မဲ့နဲ့ရွက်မဲ့တို့ကိုတောင်မှာက လက်တန်းရှိအဖိုးအိုနဲ့မကြီးငုတ်တူတို့ကိုပါမမေ့နိုင်မဲကောင်းမှုကုသိုလ်ပြုတိုင်းအမြပေးဝေလျက်ရှိပါတော့တည်းကွင်းပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်